မန်ယူကိုဂိုးတွင်းနိုင်တဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်ဘောလုံးသမားမောင်မောင်လွင်တဲ့မြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးတူဦးဖြစ်တဲ့အေးမြတ်သူတို့လက်ထက်တဲ့တရင်ချောင်းတိုင်းကလုံးဝလေးအောင်အောင်ကုန်ပါပြီ။တနည်းကပဲမောင်မောင်လွင်က something is coming ဆိုပြီးတော့သူရဲ့ Facebook လိုမှုပေးစာမျက်နှာပေါ်မှာတင်ထားခဲ့တာဖြစ်တဲ့တော့တတော်လေးကိုပွဲစုသွားခဲ့တာပဲဖြစ်ပါတယ်။နော်။ဘာလို့ပြောချင်တာလဲ။နော်။တကူမြပြောချင်တာလား။မင်းထောင်းကြီးလားအချီးလားဒါမှမဟုတ် ကမ္ဘာနာမည်ကျော်အသင်းတွေကသူ့ကိုခေါ်လို့ခုလိုမျိုးတင်လာလားဆိုပြီးတော့เนาะအားလုံးကဝိုင်းပြီးတော့ရေးသားကြရေးတစ်ဖက်မှာအေးမြတ်သူကတော့မမောင်လင်းကမယူသင်းကိုဝတ်တွင်းနိုင်ပြီးတော့အနိုင်ယူလိုက်တဲ့အခါမှာသူတို့နှစ်ယောက် relationship ကိုဒါ Facebook ပေါ်ကနေဒီဝင်ချပြလိုက်တယ်ပေါ့เนาะသူရဲ့ချစ်သူကောင်းလေးဖြစ်တဲ့မမောင်လင်းကိုအတိမတ်ပြပေးလိုက်တယ်ပေါ့အေးမြတ်သူကတော့ဒါကျွန်တော်တို့အမှုညာလောကမှာအောင်မြင်သလောက်အချီးအမှတော့အတော်လေးကိုကန်ဆူရိတ်သူဖြစ်တယ်လက်ထက်ခါနေမှာ ကောင်းလေးကထားသွားခြင်းကိုခံခဲ့ရတဲ့သူတွေဖြစ်ပါတယ်။အမောင်လင်းလေးပါသူလို့လေသူရဲ့နော်ချစ်စနီးချောလေးကသူ့အချင်းမပေးနိုင်လို့ဆိုပြီးတော့ညီမျိုးစုံတော့ဒါအဒီဖြစ်မှုတွေနဲ့တရားဆွဲဆိုပြီးတော့သူတို့ဒါတရားဆွဲဆွဲဆိုမှုတွေလောက်ဆောင်ကြတာတွေ့ရတယ်ကလေးကိုပါအမောင်လင်းကထိန်ကုမှုမလုပ်နိုင်ခဲ့ဘူးသူမိမခေါ်သွားတယ်ဆိုတော့နှစ်ယောက်စလုံးကအချင်းကြီးကတော့တူတယ်နော်မဟုတ်ဆိုးဖို့နဲ့နော်ကျွန်တော်ဘယ်လိုပြောရမလဲပေါ့နော် တကူလက်လို့တော့ကျွန်တော်မသုံးချင်ဘူးအိမ်ထောင်ကြီးပြစ်ပြသွားတဲ့ကျွန်တော်တို့လက်မထက်ခင်မှာပြစ်ပြသွားတဲ့သူပေါ့နော်စရိတ်ကကျတော့အခုချိန်မှာမောင်မောင်လေးနဲ့အီးမြက်သူကတို့နှစ်ယောက် relationship ကိုစတင်ခဲ့တာကျွန်တော်နှစ်နှစ်လောက်ရှိပြီလို့ကြားသိရပါတယ်စရိတ်ကကျတော့အခုချိန်မှာတို့နှစ်ယောက်လက်ထပ်မဲ့တဲ့ရင်လက်ထပ်ပွဲတဲ့ရင်စစ်ဆက်တဲ့တဲ့ရင်တွေကတော့ online ပေါ်မှာတက်လာတာဖြစ်တဲ့တော့တိုင်းကလုံးကဖြူသူတွေပြည်သူတွေကတော့အော်မဆုံးအော်ဝမ်းသာမဆုံးအော်ချီချူးမဆုံးပေါ့နော်ဖြစ်ကုန်ကြ